သာသနာတော်နှစ်2566ခုနှစ်ကောဇာတက္ကတိ1384ခုနှစ်ပြာဇူလဇန်14ရက်ညချမ်းကာလမရေယာမြို့ဘရင်နောင်ရမိခင်ကြီးတော်မြတ်တီအာဥဒိဋ္ဌာ၍တာကိုအောင်အောင်မမြတ်မွန်မြေမြဖြစ်ကြတဲ့မောင်ပညာအောင်သမီမတ်စုရီမွန်အောင်မတ်ဖြူစင်စုမွန်မိသားတစုက မိခင်ကြီးတော်မြတ်တီဤ83နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့မှမိဘကျေးဇူးဆက်ဓမ္မအတပင်ဆင်းရင်ကျင့်ပရာ၌ဟောကြားအပ်သောသုတ္တန္တပိရကသုတ္တန္တိပပါဠိထကရာမှာလာရှိတဲ့ပရာဘာဝသုတ္တံဆိုတာကိုဘုံဘုံတို့ပြောပြမယ်ပရာဘာဝသုတ္တံဆိုရာဟာ ာထာအဖြင့်30ကျော်ရှိတယ်အဲ့ဒီ30ကျော်တည်းရမှာပြီးသလောက်ပြီးသလောက်ပေါ့ခုမှဒကနေ့ဒကာတာပြီးရင်ဒကာတာနှစ်ကာတာပြီးနှစ်ကာတာအပိုင်းပိုင်းလေးနဲ့ဘုံဘုံဟောပြဖို့စိတ်ကူးထားတယ်အဲကြောင့်ကနေ့ဒကမာကြီးတော်မြတ်တီဤ83နှစ်ပြည့်ဝင်းနေမှာသာသမီများကမိဘကျေးဇူးဆက်ကြတဲ့ဓမ္မသဘင်မှာ ုံးဘုံကပရဘာဝတုတ်တာကိုအပိုင်းတစ်နေအဖြင့်ဟောပြပါမယ်။ယနေ့ဓမ္မသဘင်ဟာမိဘကိုကျေးဇူးဆက်ကြတဲ့ဓမ္မသဘင်မိဘကိုကျေးဇူးဆက်တဲ့နေရာမှာဓမ္မနဲ့ကျေးဇူးဆက်တာဟာအကောင်းဆုံးပဲ။မိကိုလက်ရဖကိုလက်ဝဲကင်ဆွဲချီလေးရပခုံးထက်ဝဲ အနှစ်တရာတက်တန်းနေရတဲ့လူတယောက်ကအဖေကိုလက်ဝဲအမေကိုလက်ရပခုံးပေါ်မှာတင်ပြီးအနှစ်တရာလှုပ်ကျွေးတော့မိဘကျေးဇူးဟာကြေဖို့မလွယ်ဘူးတဲ့ဒီလိုပြောဘာဖြစ်လို့လို့မေးရတော့မိဘတွေရဲ့မေတ္တာမိဘတွေရဲ့စေရနာဟာသာသမီတွေရဲ့အပေါ်မှာလွန်လွန်ကဲကဲကိုထားခဲ့ကြလို့ သားလေးသမီးလေးအမိဝမ်းနဲ့ရောက်လာပြီဆိုကြတဲ့ကသားမန်းလည်းမသိသေးဘူးသမီးမန်းလည်းမသိဘူးဖြူသလားမဲသလားလည်းဘာမှသိသေးဘူးအမေဖြစ်သူကလေးကမိဘများကအဲ့ဒီကလေးကိုကဘာဖြစ်ကြတော့မင်းတန်ရုံးတင်ရှိကြတာရှောင်းတင်တာတွေရှောင်းတယ်ဆောင်းတင်တာတွေဆောင်းတယ်ကိုကြိုက်တော့လည်းပဲမကြိုက်ပဲအောင်းဤပြီးတော့နေရတာရင်ဝင်ထဲမှာရောက်နေတဲ့သားလေးသမီးလေးချမ်းသာစီခြင်းလို့ပေါ့ အမိဝမ်းကနေလွတ်မြောက်လာပြန်တော့လည်းပဲဘာမှမသိဘူးသမင်းစာလဲငိုရေစာလဲငိုချင်းကိုက်လဲငိုပြည့်စိတ်ကိုက်လဲငိုအဲ့လိုငိုနေတဲ့သားလေးသမီးလေးကိုလည်းပဲအမေကဟာမရရအောင်ချော့ပြီးတော့မှငိုတိတ်အောင်စောင့်ရှောက်တာလေအမေပဲနောက်တခါအရွယ်လေးရောက်လာပြန်ပြီဆိုတော့လည်းပဲဒီသားဒီသမီးလေးတွေကို လောကလည်းမှာအောက်တက်မကြရအောင်မြေတပန်းလှရအောင်အမေကနှုတ်ကြိုတက်ကြွေးအဖေကလည်းပဲနေဘူးမချောင်မိုးရမချောင်တဲ့ဒီသားသမီးတွေစားဖို့နေရတဲ့ရှားဖွေကျွေးမွေးကြရအဲ့လိုပြောနေတာကဘာဖြစ်တော်မိလဲတော့ဒီမိခင်နဲ့ဖခင်ဟာသားလေးတွေသမီးလေးတွေရင်ခွင်နဲ့ရောက်လာပြီဆိုကြတဲ့ကနေပြီးတော့သူ့ဘာသူဘယ်ရွယ်ရောက်ရောက်မိဘတွေရဲ့စိတ်ကဟာ သားတွေသမီးတွေကြီးတယ်လို့ကိုမထင်ဘူးအဲ့လောက်ထိအောင်မျက်နှာမမြင်ရနေခင်ရနေပြီးတော့အသက်60 90ရောက်တည်တိုင်အောင်ပေါ့ဗျာမိဘတွေသူတို့မျက်လုံးမမိတ်မချင်းပဲဒီသားဒီသမီးတွေရဲ့အပေါ်မှာမေတ္တာဓာတ်တွေပြေဝပေးထားတတ်တဲ့အတွက်တာကြောင့်ပေးကြတဲ့အတွက်တာကြောင့်မိဘကျေးဇူးဟာကိုအောင်ဆက်ဖို့ခရင်နေလို့ဒီလိုပြောတာဒါပေမဲ့ဆက်နေတဲ့နီးတစ်ခုတော့ရှိတယ် ဘာလဲလို့မေးလိုက်တော့တီလစောက်တည်ရတာဝါသနာပါပါတဲ့မိဘကိုတီလစောက်တည်ခြင်းလားအောင်တီလတန်ဖိုးနားလဲအောင်ပေါ့ဒါနမပြုခြင်းနဲ့မိဘကိုဒါနပြုခြင်းလားအောင်တရားမနာခြင်းနဲ့မိဘကိုတရားနာခြင်းလားအောင်အဲ့လိုလှုပ်ကြွေးပြီးကျေးဇူးဆက်မယ်ဆိုရင်တော့ဒါအကောင်းဆုံးကျေးဇူးဆက်နည်းလို့ဒီလိုပြောပါတယ်အဲ့တော့ခဏိကိုအောင်မမျက်မုံတို့မိသားစုတို့က နန္ဒကြီးဂိုင်းဝင်ကျေးဇူးရှင်မိခင်ကြီးတော်မြတ်တီဤ83နှစ်ပြည့်မွေးနေ့မှာဓမ္မသဘင်စင်ရင်ကျင့်ပါပြီးတော့တရားနဲ့ပူဇော်ကြတာဟာငါတို့မိဘငါတို့အမေကိုအကောင်ဆုံးမွေးနေ့လက်ဆောင်ပေးကြတာတနည်းအားဖြင့်ပြောရင်ငါတို့အကောင်ဆုံးမိဘကျေးဇူးဆက်ကြတာလို့ဒီလို နားလည်ပါလို့ဦးစင်ကတော့ဥစွာ ပရမဒီလို တိုက်တွန်းကြပါတယ်အဲ့တော့ပရဘာဝတုတ်တံမှာ စัจ java လာတိုက်တဲ့တောင်းကနတ်ပြမှာအပေါင်းနေဘုရားထံရောက်လာကြရောက်လာကြတဲ့အဲ့ဒီနတ်ပြမာတွေကမြတ်စွာဘုရားကိုလျှောက်ဖို့အတွက်နတ်တွေအများကြီးလာတယ်သိမ့်သန်းချီပြီးတော့လာနေကြတဲ့နတ်တွေထဲမှာအကုန်လုံးဘုရားထံဝင်လို့လည်းအဆင်မပြေဘူးအဲ့တော့တယောက်ပဲဝင်တယောက်ပဲလျှောက်ဘုရားနာသွားလျှောက်ဆိုတော့တရားမင်းကမထင်ရှားတဲ့နတ်သားတယောက်ကိုတာဝန်ပေးတယ်အေးနတ်သားလေးမင်းသွားกว่าဘုရားကိုသွားလျှောက် ဘာပြောပါမလဲလို့မေးတော့မြတ်စွာဘုရားကမင်္ဂလတုတ်တံကိုခေါ်မင်္ဂလတုတ်တံမှာနတ်တွေမြမာတွေညှင်းခုန်ပြီးတော့နေကြတယ်ဆယ်နှစ်နဲ့တိုင်တိုင်ဘုရားမဖြစ်ခင်ညှင်းခုန်နေကြတယ်မင်္ဂလဘယ်လိုအရာမင်္ဂလာလဲကောင်းတာတွေ့ရင်မင်္ဂလာလားကောင်းတာကြားရရင်မင်္ဂလာလားညှင်းခုန်ကြတဲ့နေရာမှာဘုရားသွားလျှောက်တော့မှမြတ်စွာဘုရားက အာသေဝနာသဗ္ဗလနံပန္တိတာနိသသေဝနာပူဇာသပူဇနေယနာဣတံမင်္ဂလမုတ်တမအာသေဝနာသဗ္ဗလနံလူမိုက်ကိုရှောင်းနိုင်ရင်မင်္ဂလာပဲပန္တိတာနိသသေဝနာပညာရှိသူတော်ကောင်းပေါင်းနိုင်ရင်ဒါမင်္ဂလာပဲပူဇာသပူဇနေယနာမိကောင်းဆွေကောင်းပူဇော်တိုက်သူကိုပူဇော်ရင်မင်္ဂလာပဲစသည်ဖြင့်မင်္ဂလာအကြောင်းကိုဘုရားဟောလိုက်တော့မင်္ဂလာဆိုတာဂௌတိကြီးပွားကြောင်း ကြည်ဝါကြောင့်138ပါမြတ်စွာဘုရားဟောထားတာတို့နားလိုက်ရပြီကွာကြည်ဝါကြောင့်နေမကဘဲနဲ့ပျက်စီးကြောင့်နေရောမရှိနိုင်ဘူးလားအဲ့ဒီပျက်စီးကြောင့်တရားတွေတို့နာကျင်လို့အဲ့ဒါမြတ်စွာဘုရားကိုလာလျှောက်တယ်ဆိုပြီးတော့မင်းတွားလျှောက်กว่าဆိုပြီးတရားမင်းကနတ်သားတယောက်တာဝန်ပေးတော့နတ်သားတယောက်ကဘုရားထံဝင်ပြီးလျှောက်တာပရဘဝန္တံပုရိသမယံပု္ပ္ပဇာမဂေါရမ ဘဝန္တပုဒ္ဓမာကံမကိံပရာဘဝတော်မူခံဘုံတော်ကြီးတော်မူတဲ့မြတ်စွာဘုရားဘုရားတပည့်တော်တို့သည်လူနဲ့မြမတ္တဝါတွေရဲ့ပျက်စီးကြောင်းတရားတွေကိုကြားလို့သိလို့၍မြတ်စွာဘုရားကိုလျှောက်ထားခြင်းဖြစ်ပါတယ်ဘုရားလူတွေပျက်စီးခြင်းရဲ့အကြောင်းနတ်တွေပျက်စီးခြင်းရဲ့အကြောင်းတရားကဘာတွေပါလဲဘုရားထိုအကြောင်းတရားတို့ကိုဘုရားတပည့်တော်တို့အာငဲ့ညာထောက်တာသနာတော်အပြင် ရှင်းလင်းပြတ်သားစွာဟောကြားပေးတော်မူပါဗျာလို့နတ်သားလေးကစัจ java လာတိုက်တဲ့တောင်းကနတ်ဗြဟ္မာပေါင်းနေရဲ့ကိုစားသူဝင်လျှောက်အဲလိုလျှောက်လိုက်တဲ့ကမြတ်စွာဘုရားကသူဝီဇာနောဘဝဟောတိသူဝီဇာနောပရာဘဝဓမ္မကာမောဘဝဟောတိဓမ္မတိတိပရာဘဝဘုရားပြောတာလေးကအလွန်ကောင်းသူဝီဇာနောဘဝဟောတိ ဉာဏ်ပညာထက်မြက်တဲ့ပုံကိုယ်တွေဟာကြီးပွားတယ်။သုဝိသံတော်ပရာဘောထုံထိုင်ပြီးတော့လေးလံတဲ့ပုံကိုယ်တွေဟာကြီးပွားဖို့ခဲရင်တယ်။ဓမ္မကာမောဘုံ ဟောတိနဘသုံးတရားကိုချိကြီးပွားတယ်။ဓမ္မဒိဋ္ဌိပရာဘောတဲ့နဘလေးတရားကို မုံရင်လဲဆုံးရှုံးပျက်စီးကြောင်းပဲ။မြတ်စွာဘုရားကနဘတ်1ဂါထာမှာ ပျက်စီးကြောင်ဆုတ်ယုတ်ကြောင်အကြောင်းတရားဘယ်နှပါဟောတယ်လဲမေးရင်၄ပါဟောညာတတ်ရှိ၍တတ်သည့်လွယ်ညာဂုံသိန်အဖြင့်ညာတတ်ရှိ၍တတ်သည့်လွယ်ညာဂုံသိန်အဖြင့်ကြီးပွားဧကံမချော့မှန်၏ဉာဏ်ပညာကြီးမားပြီးတော့အသိဉာဏ်ထက်မြက်တဲ့ပုံကိုယ်တွေကမချွတ်အေကံကြီးွားမှာပဲဟုတ်လား အသိဉာဏ်နဲ့ပါထုံထိုင်းညာမှုကြီးပွားမစီပျက်စီးမြီအသိဉာဏ်မကြီးပဲနဲ့ထုံထိုင်းနေရင်လည်းပဲဒါပျက်စီးတတ်တယ်အရှိမျောမြင်တရားခင်ကစီပင်ကြီးပွားဂုံမြင်မာဤအရှိမျောပြီးတော့အလုလုတတ်တဲ့ပုံကိုယ်တွေလည်းကြီးပွားတယ်တရားမလိုက်အမကြိုက်မှု တိမ်တိုက်လေးလွင်ပြက်တဲ့ပျောက်တိမ်လင့်တော့တဖြင်းတစ်ပါး ဤလေးပါသည်နတ်သားမှလော့အကျင်းသည်နတ်သားကိုမြတ်စွာဘုရားကအကျင်းလေး၄မျိုးဟောပြတယ်တိပရသူဝိသံတော်ဘုံဟောတိပင်ကိုပဋိသန္ဓေအဖြစ်ကိုကညာထက်တဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကလည်းလူဘဝရောက်ရင် ကြီးပွားတယ်တဲ့အမိဝမ်းကလေးကညာထက်လာတာပဋိသန္ဓေနဲ့လေ ပရိသတ်တွေနဲ့ညံထက်လာတဲ့ပုံကိုယ်တွေဟာလူဘဝရောက်တော့လဲလိမ်မာတယ်ယဉ်ကျေးတယ်ဟာနောက်တကစသင်တော့လဲတက်လွယ်တယ်ဦးဇင်းတို့တယောက်နဲ့တယောက်တူးမမတူပဲတချို့ညာဆရာတွေဆရာသမားတွေဆရာသမားတွေတစ်ခေါက်လောက်ရှင်းပြရင်နားလဲတချို့ကျတော့တစ်ခေါက်နှစ်ခေါက်နဲ့မရဘူးသုံးလေးခေါက်လောက်မှနားလဲတချို့ကျတော့လဲဘလို့ရှင်းပြရှင်းပြကိုနားမလဲဟုတ်လားအဲ့တော့ပင်ကိုပရိသတ်တွေအပြင်ကိုက ညံထက်တဲ့ပုံကိုယ်တွေဟာတဲ့လိမ်မာတယ်ယဉ်ကျေးတယ်တက်မြောက်လွယ်တယ်နောက်တစ်ခါလူအရေးအခြေခနေ့ခေတ်လိုပြောတော့အထာနတ်တယ်ပေါ့ဟုတ်လားကိုယ့်တဲ့ကြီးတဲ့ပုံကိုယ်ကိုဘလို့ချင်းကရမယ်အာကိုယ့်တဲ့ဂုံအင်ကမြင်မာတဲ့ပုံကိုယ်တွေဘလို့ပြုစုရမယ်ကိုယ့်တဲ့အသက်ကြီးတဲ့ပုံကိုယ်တွေဘလို့ဆောင်းရှောက်ရမယ်ဒါမျိုးလေးတွေကစားပြီးတော့သိတာအဲ့လိုသိတတ်တဲ့ပုံကိုယ်တွေဟာ ဘာဖြစ်တော့မင်းကြီးပွားတယ်တနည်းပြောရင်တော့ဌာနဌာနကောတန်လညံပေါ့ဒီလူကိုဒီစကားပြောတဲ့သလားမပြောတဲ့သလားဒါမျိုးသိတာဒီနေရာမှာဒီအလုပ်လုပ်တဲ့သလားမလုပ်တဲ့သလားဒါမျိုးသိတာဟုတ်လားအဲ့ဒါမျိုးအဋ္ဌညာရှိဖို့မလွယ်ဘူးเนาะအေးအဲ့လိုအဋ္ဌညာရှိတဲ့ပုံကိုမျိုးလည်းပဲမြတ်စွာဘုရားကြီးပွားတယ်ဟာတချို့ကြတော့အဋ္ဌညာမရှိဘူးအဋ္ဌညာမရှိဆိုတာ ပင်ကိုပရိသန္တိအပြင်ထားလိုက်ပါအောင်တော့ခဏခေဥဒ္ဓလူတွေပြောကြည့်ဥဒ္ဓတရားဟောတာတောင်းပဲလေဟိုမင်္ဂလာဆောင်မှာအတုပတရားဟောကျင့်တတ်ပါမလားမကျင့်တတ်ဘူးလေဟုတ်လားအတုနေရာနဲ့သူဘောဌာနာဌာနာကောတန်လာဆိုတာအဲ့ဒါမျိုးပြောတာအေးမင်္ဂလာဆောင်တဲ့အချိန်မှာမင်္ဂလာစကားပြောမှာအဲ့ဒီအချိန်မျိုးမှာအမင်္ဂလာစကားပြောရင်ဘယ်သူမှမကျင့်တတ်အဲ့ဒါမျိုးပရိသတ်ပရိသန္တိညံပါလာတဲ့ပုဂ္ဂိုလ်ဟာဘယ်ခရီးကိုဘယ်ထီးနဲ့ပေါ့ဗျာဟုတ်လား ဘယ်လိုပုဂ္ဂိုလ်ကိုဘယ်လိုစကားနဲ့လူကြီးကိုလူကြီးစကားကလေးကိုကလေးစကားနဲ့ပညာရှိကိုပညာရှိစကားအကုန်သူ့အစဉ်တန်းတဲ့သူလိုက်ဖက်အောင်ပြောတတ်ဆိုတတ်ရှိတယ်တချို့ကလေသူဤသန်တော့ဘုံဟောတိဆိုတာအဲ့ဒါကိုပြောတာဉာဏ်တတ်ရှိပြီးတော့အတိဉာဏ်မြင့်မားတဲ့ပုဂ္ဂိုလ်များဟာတက်နတ်သားကြီးမှတ်လိုက်တဲ့အဲ့ဒါကြီးပွားကြောင်းပဲသူဤသန်တော့ပရဘောတဲ့ အသိဉာဏ်နဲ့မှထုံတိုင်းညားမှုကြီးပွားမစီပြည့်စည်မိ၏တချို့ကြအသိဉာဏ်ကနေပါလိုက်တာထုံထိုင်းပြီးတော့နေစာသင်လဲသင်လို့မရဟိုကပြောလဲပြောပြလို့နားမပေါက်ဟုတ်လားလောကကြီးတဲ့ဒါတွေကအများကြီးရှိတာပေါ့နော်အဲ့လိုပုံကုတ်မျိုးဟာပြည့်စည်ကြောင်းပဲအရှိမျောမြင်တရားခင်ကစီပွင်ကြီးပွားဂုံမြင်မ၏အရှိမျောမြင်ပြီးတော့တရားခင်တဲ့ပုံကုတ်တွေဟာ ဂုံအင်းကမြင့်မာတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကကြီးပွားတယ်နောက်တစ်ခါသူဝိသန်သောဘဝဟောတိသူဝိသန်သောပရဘဝဓမ္မကံမောဘဝဟောတိတဲ့ဓမ္မကံမောဆိုတော့တရားကိုချစ်တာတရားချစ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲကြီးပွားတ တရားကိုချစ်ပြီးတော့တရားနဲ့နေတတ်ရင်ဓမ္မဟဝေရခတိတိဓမ္မစာရိတရားဆောက်ရင်တရားကလည်းကိုယ့်ကိုပါဖြစ်တော့ပြန်ဆောင်တာတရားကလည်းပြန်ဆောင်တာမဟုတ်ဘူးကိုယ့်ဘဝဉ္ဇဉ်ကလူတွေကလည်းကိုယ်တရားဆောင်မှန်းသိရင်သူတို့ကလည်းကိုယ့်ကိုပါဖြစ်တာလို့ဆောင်းလျှောက်တာပဲဟုတ်လားကိုယ့်ဟာကိုယ်ချင်းသီလတရားနဲ့ပြည့်စုံရင်ဘေးဘဝဉ္ဇဉ်လည်းကိုယ့်ကိုယုံကြည်မှာပဲလေဟုတ်ပြီလားကိုယ်ကကိုချင်းတီလာတရားကောင်းပြီးတော့ပြောဆိုညံ့ညောပြီးတော့တကယ်မှန်မှန်ကန်ကန်နေရင် ဟာနေပေါင်းများစွာနေလဲဒီလိုအိန္ဒိနာချင်းဟာတို့အတွက်တကယ်မိတ်ဆွေကောင်းပဲဆိုပြီးတော့အိန္ဒိနာချင်းတွေကလည်းကို့အပေါ်မှာဘာဖြစ်တော့ပြန်ဆောင်းရှောက်ပါပဲပြောချင်တာက တရားကိုချစ်ပြီးတရားစောင့်တဲ့ပုဂ္ဂိုလ်မျိုးဟာတရားကရင်မဟုတ်ဘူးလူကလည်းစောင့်ရှောက်တယ်လူလားနဲ့မင်းတော့မဟုတ်ပါဘူးကိုပြုစုထားတဲ့ကောင်းမှုလေးတွေကိုအမြတ်တမ်းပေးဝင်မယ်ဆိုနတ်တွေကလည်းကျေနပ်ပြီးနတ်တွေကလည်းဘာဖြစ်မှာတော့စောင့်ရှောက်မှာပဲဟုတ်ပြီလား အဲကြောင့်တရားကိုချစ်ပြီးတော့တရားလိုက်စားတဲ့ပုံကိုမျိုးကိုဘာဖြစ်တုံးမလဲတော့လူကလည်းစောင့်ရှောက်တယ်၊နတ်ကလည်းစောင့်ရှောက်တယ်၊တရားကလည်းပြန်ပြီးတော့စောင့်ရှောက်တယ်လို့ဒီလိုမှတ်ပါနော်။ဒါတင်လားမိလည်းတော့မဟုတ်ဘူးတဲ့မြတ်စွာဘုရားကမိနတ်သားကြီးပြောင်းပြန်ပြန်တွေးလိုက်ကွာ။ပြောင်းပြန်ပြန်တွေးဆိုတော့ဘာလို့လို့မိလည်းတော့သူတော်ကောင်းတို့တွေးပြောင်းပြန်ပြန်တွေးလိုက်တဲ့ခါကျတော့ တရားကိုမုံမယ်ဆိုရင်လူလည်းဘာဖြစ်မှာတော့မုံမှာဟုတ်လားနတ်ကလည်းပဲမုံမှာတရားကလည်းပဲပြန်ပြီးတော့ကိုယ့်ကိုမဆောင်ရှောက်အဲ့ဒါဆိုရင်ကိုယ့်ဘဝဘာဖြစ်သွားမှာတော့ပျက်စီးသွားမှာပေါ့ဟုတ်ပြီလားအဲ့တော့ပရဘာဝတုတ်တံမှာနံပါတ်1မြတ်စွာဘုရားကနတ်မြမာတွေကိုဟောပြတယ်သူဝိသန်တော့ဘုံဟောတိပင်ကိုပฏิပန်ညာအပြင်ထက်တဲ့ပုံကိုယ်တွေဟာ တဘာဖြစ်တော့ကြီးပွားကြောင်းပဲသူဝိသံတော်ပရာဘဝဟာထုံထိုင်းပြီးတော့လေကံတဲ့ပုံကိုယ်တွေဟာဘာဖြစ်တော့ပျက်စီးကြောင်းပဲဓမ္မကံမောဘဝဟောဒီဓမ္မကိုချစ်မြတ်နိုးတတ်တဲ့ပုံကိုယ်သည်ကြီးပွားလိမ့်မယ်ပြောင်းမြန်အပြင်ဓမ္မကိုမချစ်လုံးလုံးမုန်းတဲ့ပုံကိုယ်တွေဟာပျက်စီးကြောင်းပဲလို့မြတ်စွာဘုရားကနဘတ်တိဂါထာနေနဲ့ဟောပါတယ်ဗျာဟုတ်ပြီလား ဒါဆိုရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပရာဘာဝတုတ်တံမှာပျက်စီးကြောင်းတရားမြတ်စွာဟောကြားတဲ့အထက်မှာနံပါတ်၁ဂါထာမှာအင်္ဂါဘဏ္ဍပါလေ၄ပါးပင်ကိုပฏิပါညာအပြင်ထည့်ရင်ကြီးပွားမယ်ပေါ့ဟုတ်လားစသည်ဖြင့်ပြိဋိဒိ၄ပါးဟောပါလေအဲ့ဒီကမှနတ်သားကရောက်တယ်ရှင်ဘုရားဣတိဟေတံဝိသနာမှာပထမောတော်ပရာဘော ဒုတိယံဘဂဝါပြုဟိဂိံပရာဘဝတော်မူခံသူဝိဇန်တော်ဣတိဟေနံဝိဇာနာမတဲ့မြတ်စွာဘုရားမြတ်စွာဘုရားခေါ်ကြလိုက်လို့ပထမဂါထာနဲ့ပထမအဓိပ္ပာယ်တော်ရှင်းပြီဗျာနောက်တော့ဒုတိယဂါထာလေးဆက်ပြီးတော့မိန့်ကြပါဦးဗျာဆိုပြီးတော့မြတ်စွာဘုရားကိုဆက်လျှောက်တော့အာတန္တသာပိယောဟောတိတန္တေနာကုရုတေပိယံ အာတတရမရောစေတိတံပရာဘဝတောမူခံအတန္တတပိယောဟောတိဘောရေဝဗုဒ္ဓတိလိုရေးနဲ့မေးလျှောက်လာညာအောင်အမောင်းတသာအာတန္တတပိယောဟောတိသူတော်မဟုတ်သူယုတ်ကိုအာတန္တတပိယောဟောတိတန်ဒေနဂုရုတေပိယံအတန္တတ လူယုံမာကိုချစ်တာတန်တေနာဂုရုတွေပြီးရင်သူတော်ကောင်းကိုမုန်းတာဟုတ်ပြီလားအာတန္တတာပြီးရောဒီတန်တေနာဂုရုတွေပြီးရင်အတတံရမဇောစေတီမဟုတ်တဲ့လူတွေပြောတဲ့စကားဆိုအလွန်ကြိုက်တယ်တံပရာဘဝတော်မုခံနဲ့အဲ့ဒါပျက်စီးကြောင်းပဲဟောဒုတိယကာထာမှာမြတ်စွာဘုရားပျက်စီးကြောင်းဘယ်နှမျိုးလဲမေးရင်၃မျိုး မသူတော်အားချစ်ခြင်းပွား၍တရားသိမြင်သူတော်စင်ကိုမသူတော်အားချစ်ခြင်းပွား၍တရားသိမြင်သူတော်စင်ကိုမစဉ်စွန့်ကွာသူယုံမာဤနီးနာပြသာညွန်သည်။ကိုလုံးဝလိုလားဤသုံးပါသည်နတ်သားမှလော့အကျဉ်းသည်အမောင်နတ်သားရေနောက်တတ်ကြီးပွားကြောင့်တရားမင်းလျှောက်လို့ငါခေါ်လိုက်ပါဦးမယ်ကွာအတန်တတ်သပြီးရောဟောဒီမသူတော်အားချစ်ခြင်းပွား၍ ်ချစ်လိုက်တာသူချစ်တာကသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်ကိုတွားချစ်တာတန်တေနာဂုရုတွေပြီးရန်သူတော်ကောင်းကြတော့သူချစ်ရကောင်းမမသိဘူးဟုတ်ပြီလားအတ္တရမရောစီတီတဲ့မသူတော်ကောင်းမသူတော်တွေပြောတဲ့စကားဆိုအလွန်ကြိုက်မဟုတ်တဲ့စကားဆိုရင်အလွန်နှစ်သက်တယ်အဲ့ဓာမျိုးဟာအမောင်နတ်သားကြီးပြည့်စည်ကြောင်းပဲပြည့်စည်ကြောင်းပဲတဲ့ ဒါဆိုရင်သူတော်ကောင်းတို့တို့ဒီဒုတိယဂါထာတော့လွယ်တယ်နော်အတန်တတပိယောဟောတိလူယုံမာကိုချစ်တယ်တန်တေနာကုရုတွေပြီးရင်သူတော်ကောင်းကိုမချစ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့အတူနေရတဲ့သူနဲ့ခတ္တယဟန်ဆိုတာရှိခဲ့ဘူးတယ်လေမြတ်စွာဘုရားအနိနာမှာလှုပ်ကြွေးပြုစုပြီးတော့သပိတ်ကိုင်းပြီးနောက်ကလိုက်တာခရီးသွားရင်းနဲ့သူတော်ကောင်းတို့တွေတိမှာပေါ့ တကရုံကြီးနဲ့သွားတွေ့တုံးလုံးကြီးဟိုကဝိမဝိတ္တတကရုံကြီးအဲ့ဒါကြီးလည်းသွားတွေ့လေတော့ဟာငါယဟန္တာရှားတာကြားပြီခုမှယဟန္တာကြီးတွေ့တာအဲ့မှာမြတ်စွာဘုရားတပည့်တော်ဟိုမှာယဟန္တာကြီးတွေ့လို့သွားရှိခိုးမယ်ဟဲ့မင်းအဲ့ဒါကိလေသာငြိမ်းချောင်းအကျင့်လည်းမဟုတ်ဘူးမြတ်စွာဘုရားကဟောတယ်ဖရဲစကားနားတဲ့မဝင်ဘူးဗျာဟုတ်လားသူတော်ကောင်းနဲ့တူတူနေတယ်သူတော်ကောင်းတရားကိုမကြိုက်ဘူး မြတ်စွာဘုရားပြောတာတော့ရှင်ဘုရားကိုမကြည်ညိုလို့ရှင်ဘုရားအဲ့လိုတွေငါပြောနေသလားပြောတာမဟုတ်ဘူးတဲ့မယုံရင်မင်းအဲ့ဒီတက္ကရုံကြီးကြည်နောက်ထပ်ခုနှစ်ရက်နေသေးမှာသေပြီးရင်ဘယ်ကိုရောက်မှာဘာယောဂာနဲ့သေမယ်ဥမာစာမကြီးယောဂာနဲ့သေမယ်ပေါ့ဘုရားကတိတိကျကျဟောကျင့်စဉ်တွေလွဲနေတဲ့အကြောင်းတွေပြောလဲလက်မခံဘူးသူ့ရဲ့ဘဝအကြောင်းပြည့်ပြည့်စုံစုံမြတ်စွာဘုရားကအနာဂတ်နဲ့ညံနဲ့ကြည်ပြီးဟောတာလည်းပဲသူဘာဖြစ်တော့လက်မခံဟုတ်ပြီလား နောက်ဆုံးမြတ်စွာဘုရားသဘိတ်မြေကြီးပေါ်ချပြီးအဲ့တက္ကရုံကိုသွားစစ်ခိုးတာပဲအတန္တတပိယောဟောတိတန်တေနာဂရုတိပိယသူတော်ကောင်းကို မချစ်ဘူးမသူတော်ကိုချစ်တာအတတရမရောစီတိသူတော်ကောင်းတရားကို မကြိုက်ဘူးတံပရာဘာဝတော်မူခံအဲ့ရာဟာပြည့်စည်ကြောင်းပဲတဲ့မြတ်စွာဘုရားဒီလိုဟောပါတယ်ဟုတ်ပြီလားဒါဆိုရင်ဒုတိယကာရကမသူတော်ကိုချစ်ခြင်းသူတော်ကောင်းကိုမုံခြင်းပေါ့ ဟုတ်ပြီလားနောက်တကမတူတော်တို့ရဲ့တရားကို နှစ်သက်ခြင်းကြီးပွားခြင်းနဲ့ဆိုရင်တော့သူတော်ကောင်းတွေပြောင်းမြန်မှတ်လိုက်သူတော်ကောင်းတရားကိုဘာဖြစ်ရမယ်ချေရမတူတော်တွေကိုဘာဖြစ်နိုင်ပယ်နိုင်ရဟုတ်ပြီလားသူတော်ကောင်းတရားကိုနှစ်သက်မယ်ဆိုရင်တော့အဲ့ဒါဘာဖြစ်ကြောင်းလဲကြီးပွားကြောင်းပဲလို့ဒီလိုပြောင်းမြန်အားဖြင့်မှတ်ပါဗျာဟုတ်ပြီလားအေးအဲ့တော့ဒါကဘာဂါထာလဲမြင်ပြဘာဝတုတ်ရဲ့ဒုတိယဂါထာ အာမြတ်စွာဘုရားကောင်းလိုက်တာကောင်းလိုက်တာဒုတိယဂါထာတော့ရှင်းပြီဘုရားတတိယဂါထာလေးဆက်မိန်ပါအောင်ဆက်မိန်ပါအောင်ဒီလိုပြောတတိယဂါထာလေးဥစဉ်ကကြော်ပြီးတော့ဟိုနောက်သတုဒ္ဓဂါထာလေးကို ပြောခြင်းတယ်သတုဒ္ဓဂါထာကဘာလဲလို့မေးလိုက်တော့ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်နတ်သားကြီးယောမာတရံပိရတံဝါဇိနကံကတယုဗနံ ဗဟုတံတော်နဗရတိတံပရာဘာဝတော်မူခံဘောရေဝဗုဒ္ဓသီလိုရင်းနဲ့မေလျှောက်လာညာအမောင်းနတ်သာကတယုဗနံအိုမင်းပြီးတော့အရွယ်ကြီးရင်နေကြတော့မိခင်ဖ မာတရံဝမိခင်ကို၎င်းပိတရံဝဖခင်ကို၎င်းဗဟုတံတော်လှုပ်ကြွေးခြင်းကစွန်းနိုင်ပါလေရဲ့နဗရတိမလှုပ်ကြွေးဘဲနဲ့ပြစ်ထားကြမယ်ဆိုရင် တံပရာဘာဝတော်မူကံအဲ့ဒီလိုမိခင်ဖခင်ကျေးဇူးရှင်တွေကိုစွန့်နိုင်ပါလေကနဲ့မလုတ်ကျွေးပဲနဲ့ပြစ်ထားခြင်းဟာလေပျက်စီးကြောင်းတရားပဲဟောဒီပရာဘာဝတုတ်ပျက်စီးကြောင်းမိဟောဖအိုတွေကိုကိုငငယ်ကပြိတဲ့မမွေးခင်ကလေးကဒီလောက်မေတ္တာတက်ကြီးမားစွာနဲ့စောင့်ရှောက်ခဲ့တဲ့အမေနဲ့အဖေဘဟုတန်တော်တဲ့ဘုရားကဒီလိုပြောတယ် ဗဟုတန်တော်ဆိုတာစွန့်နိုင်ပါလျက်ကနေကိုယ်မှာခြေလက်အင်္ဂါတွေပြည့်စုံနေပါလျက်ကနေအမိခင်မှာတက်ကြီးလို့ညစ်ကြီးတွေနဲ့ပြီးနေတာတောင်ပဲသူ့ဟာသူပေးတာကွာငါနဲ့ဘာဆိုင်နှုံးဆိုပြီးတော့ပြစ်ထားတာမျိုးပေါ့ဟုတ်လားဟာကိုယ်မှာပြီးနိုင်ကျွေးနိုင်တဲ့စွန့်ကြီးတွေရှိပါလျက်ကနေဟာကိုယ်ပါဇက်ကလွယ်ကိုသားကိုသမီးကလွယ်ပြီးတော့ကိုယ်မိဘကိုအငတ်ပြစ်ထားတာမျိုးပေါ့တံပရာဘာဝတော်မုခံအဲတာမျိုးဟာပျက်စီးချောင်းပဲ အဲ့တော့တို့ကောင်းတို့တို့တွေဒါဆိုရင်ပြောင်းပြန်ပြန်တွေးပေါ့ကိုယ့်ရဲ့စွန့်ရင်တတ္တိတွေရှိနေတဲ့အချိန်မျိုးမှာကိုမိဘနှစ်ပါးကိုပြစ်မထားဘူးဆိုရင်အဲ့ဒီပုံကောဟာကြီးပွားချောင်းပဲဟုတ်လားကိုမိဘကိုလှုပ်ကျွေးတဲ့ပုံကောဟာကြီးပွားချောင်းပဲအမေနဲ့ပတ်သက်ပြီးရနိုင်တဲ့ကုသိုလ်ဟာအမေသက်ရှိထင်ရှားရှိတုံးရတာအကောင်းဆုံးပဲဟုတ်လားအဖေနဲ့ပတ်သက်တဲ့ကုသိုလ်ကလည်းဒီအတိုင်းပဲအဖေရှိတုံးပဲရတာ အဖေမရှိတဲ့နောက်ပြုတဲ့ကုသိုလ်ကတိတ်မသေးကြဘူးဟုတ်ပြီလားအေးအဲ့ဒါကြောင့်မို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယောမတရံပိရတံဝဇိနကံကတယုတ်ပဏဇိနကံကတယုတ်ပဏအသက်ကြီးပြီးအိုမင်းပြီးတော့နေကြတယ်မတရံဝမိကုံ၎င်းပိရတံဝဖခင်ကို၎င်းဘဟုတန်တော်လှုပ်ကျွေးခြင်းကစွန့်နိုင်ပါလေကနဲ့မလှုပ်ကျွေးကြဘူးဆိုရင်တံပရာဘာဝတော်မူခံအဲ့ဒါဟာပျက်စီးကြောင်းပဲနတ်သားကြီးလို့ဒီလိုဟောပါတယ်ဗျာဟုတ်ပြီလား အေးကနေ့ကိုအောင်မတ်မြတ်မွန်တို့မိသားတစုကမိမိတို့ရဲ့အနန္တကိုင်းဝင်ကျေးဇူးရှင် မိခင်ကြီးတော်မြတ်တီဤ83နှစ်ပြည့်မွေးနေ့ပါအမေပြည့်သူကိုအိမ်မှာခေါ်ပြီးတော့ပြုစုစောင့်ရှောက်ရုံနဲ့မကဘဲနဲ့အခုလိုဓမ္မနဲ့ကျေးဇူးဆတ်တာဒီဒါဗုဒ္ဓအလိုတော်ကြအကောင်းဆုံးကျေးဇူးဆန္ဒဖြစ်တယ်လို့ဦးစင်းကဒါလေးပရာဘဝတုတ်တန်နဲ့ပြောပြခြင်းတာပါနော်အေးဤကဲ့သို့ဓမ္မသည်အလုံးကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်း ဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာဤကုံကပ်ပတ်ဖုံးကြပါစို့။ဤမန်ဓမ္မဒေသနာဤတရားဒေသနာတော်ကိုတုတ်တဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သင်သူတော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနီမခยีမကိုဝိဝဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမခยีမံကိုဥုံဆောင်ဖြောင်းမြောက်မတ်မတ် ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ